တစ္ဆာတရားဆိုတာတကယ်တမိုးရှိရဲ့အရာဖြစ်တယ်တမိုးရှိရဲ့အရာဆိုတာအမြဲတမ်းရှားပါတယ်လူတွေမှမဟုတ်ဘူးတဘာဝတရားကြီးပေါ်မှာလည်းတစ္ဆာရှိရဲ့အရာကြီးရှားရဲ့ဟိုဖောက်ပြန်နေတဲ့အရာအများတယ်အဲ့လိုပဲလူတွေမှာလည်းတစ္ဆာတရားရှိရဲ့ရှားရဲ့ဖောက်ပြန်မှုတွေများတယ်ပေါ့ဖောက်ပြန်တဲ့အကြောင်းရင်းတွေကလည်းအများကြီးရှိပါတယ်အဲ့တော့ဖောက်ပြန်လို့ဖြစ်သွားတဲ့အကျိုးတွေကလည်းအများကြီးဖြစ်လာတာပေါ့နော်ဒါတရားသဘောနဲ့ပဲညှိနှိုင်းပြီးပြောမှာပါပဲဟုတ်ဒါတော့မသိရဘူး။ဒါတော့မသိဘူး။ရှားပါတဲ့တစ္ဆာရှိခြင်းမျိုးပဲသူမှရှိရတယ်။ Έλε. Α, λέμε ότι λιτά. Τα, τα, κλείδε. Τα λιτά. ဟုတ်ကျမချစ်သူသူယောက်ျားပေါ့နော်ဇလန်းနာမည်ကြားရတဲ့ဟိုဒါအိမ်ဆောင်ကြီးဖောက်ပြန်တဲ့ဇက်ဆိုတော့သိတာပါတယ်ဒါပေမဲ့မတူညီရဲ့ပုံစံလေးနဲ့အမ်သူကြီးရဲ့ဇက်အိမ်လေးကိုရောက်လို့ဒါရိုက်တာနဲ့ဇက်ညွန်ကိုစွမ်းပိုင်ရနေပြီပုံစံလေးပြောင်းလာပါတယ်ဒီဇက်လေးကိုဆက်ဆက်ပြီးတော့ကန်လန်းလာတယ်ဟိုကစွမ်းပိုင်ရပြင်မှာမီတင်တွေ့ရင်လည်းတက်ကိုဇက်အကြောင်းကိုပြောပြရတဲ့အချိန်မှာတကယ်ကိုဇက်ကိုတော်လေးသဘောကျသွားပြီးတော့ ဒီကားကိုလက်ခံပြုလုပ်ရပါတယ်ဟုတ်တယ်အများကြီးအားစိတ်ထားတယ်အဲဇက်ကိုပြုတ်ရတဲ့အချိန်မှာအစသက်ကိုရေးပဲကြည့်တက်ထားတယ်စကားမပြုတ်တက်ဘူးပုစမန်တအားအေးတယ်ရဲ့အဲ့ဒါသူစကားမပြောအေးအေးလေးနေတာသူဇက်ကိုရေးဆိုရင်စက်လုံးပြက်တယ်လို့ရေးလို့ရတယ်ဘယ်မှာသူမိမပါသူမိမပြောအမကိုကြီးစက်စကားပြောတော့ဆိုလို့ရှိရင်စားနဲ့ပဲပြောတာတဲ့အစက်နဲ့မပြောဘူးတဲ့ဖော်တာစားနဲ့ဆိုရင်ဖော်တာနော်အဲ့လိုစားနဲ့ဆိုရင်အရမ်းပါနော်ကြက်သူတို့ရေးရေးလို့ရတယ်နော်စက်နဲ့မှရေးတာအရမ်းမိုက်တယ် တော့အဲ့ဒါကိုသူမပြောတတ်ဘူးဒါပေမဲ့တက်ကမဟုတ်ဘူးပြ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 ပေးပါလားနားနဲ့နားထောင်ကျင်လားဆိုတဲ့အချိန်မှာပြောပြရစူးစမ်းပြတော်တော်လေးကိုစူးစမ်းအားစိုက်တာပါပြောချင်တာပြောပြရတဲ့အချိန်မှာလည်းစက်ကတော်တော်လေးကိုကြွရဲစမ်းတယ်မတူဘူးပေါ့နော်ဒီ character ဒီ၄ယောက်ကိုဟိုလှည့်သွားလေးရတယ်လှည့်ပြောင်းလေးတော်တော်လာပါတယ်ဟုတ် တပရမအောင်ဆုံးတပရမအောင်ဆုံးအမနဲ့ဆုံးမှုတာပါဆိုတော့ရနေဝန်တော့ပါလေဆိုတော့လို့စီရမိုင်းအဲဝန်တော့ပါလေအရင် item တဘာဝကြာ natural မင်းသားတွေနဲ့တွေ့ရမှာလေကိုပြန်ပြီးယူရမှာအများကြီးရှိတယ်ဆိုတော့တင်ယူရမှာပေါ့နော်ဒီမှာဒီဇန်လဲလို့ကျွန်တော်ကလေဟိုဖတ်ဖို့ရတယ်အချိန်သိမရှိတော့ဟိုအမေကနေစဉ်းပြီးတော့ပြန်ပြောပြတာပေါ့နော်ဒီဇန်လေးကအရင်လည်းကောင်းတယ်သူကဘယ်လိုပြောမလဲဒီအဲ့ခုနအဲ့အမေဖတ်ပြရတယ် တော့အင်တော်ကြီးကိစ္စလည်းပါတယ်လို့ကျွန်တော်ဒီဒီဒီချမ်းသာတဲ့အချိန်မှာလည်းဖြစ်ဖြစ်စဉ်းစားဖြစ်စဉ်းရတဲ့အချိန်မှာလည်းဖြစ်ဖြစ်ပူလောင်တဲ့ဟာကြီးကရှိရပါတော့ဆိုတော့ဘယ်လိုဖြစ်လဲအနေနဲ့နော်သိကြတယ်အကုန်သိကြတယ်နော်ဒါတော့ဘယ်လိုပြောမလဲတစ္ဆာတရားဆိုတာတကယ်တမှုရှိရဲ့အရာဖြစ်တယ်တမှုရှိရဲ့အရာဆိုတာအမြဲရှားပါတယ် ရှားရဆိုတဲ့ခါကျတော့ဒီလိုမျိုးလူတွေမှမဟုတ်ဘူးတဘာဝတရားကြီးပေါ်မှာလည်းတစ္ဆာရှိရဲ့အရာကြီးရှားရဲ့ဟိုဖောက်ပြန်နေတဲ့အရာအများတယ်အဲ့လိုပဲလူတွေမှာလည်းတစ္ဆာတရားရှိရဲ့ရှားရဲ့ဖောက်ပြန်မှုတွေများတယ်ပေါ့ဖောက်ပြန်တဲ့အကြောင်းရင်းတွေကလည်းအများကြီးရှိပါရဲ့အဲ့တော့ဖောက်ပြန်လို့ဖြစ်သွားတဲ့အကျိုးတွေကလည်းအများကြီးဖြစ်လာတာပေါ့နော်ဒါတရားသဘောနဲ့ပဲညှိနှိုင်းပြီးပြောမှာပါပဲဟုတ်ဖောက်ပြန်မှုတွေပါဒါတော့မသိရတာဒါတော့မသိဘူးရှားပါတဲ့တစ္ဆာရှိခြင်းမျိုးပဲသူမှရှိရဲ့ချက်အဲ့လေအဲ့လေမသိဘူးဒါဘာဖြစ်ပဲရှိတယ် တာကီရေကျော်လိုက်တာကျော်လိုက်တာဟုတ်ပြန်ယောက်ျားလေးထက်မင်းလေးကပိုများတာအဲ့လိုမပြောလို့အဲ့လိုလည်းမဆိုင်ပါဘူးအဲ့လိုတော့မပြောလို့များတာမများတာတက်အဓိကပေါ့နော်အဲမင်းကလေးတွေကကြာသူတို့ခန်းစားချက်ကိုထုတ်ပြောဖို့ ပို့ပြီးတော့ထုတ်ပြောတယ်ကွာထုတ်ပြောခါကျယောက်ျားလေးတွေသူတို့ပေါ်ဘလို့ဖပြနေကြလဲဆိုတော့သူတို့ထုတ်ပြောတယ်သူတို့အားနည်းသူအပြင်မင်းလေးတွေကိုတိထားကြဖြစ်တဲ့အတွက်သူတို့ကပြောရှင်းရတယ်တိုင်ပင်ကြရရှင်ဖွင့်ကြတယ်တချို့ယောက်ျားလေးတွေကြတော့သူတို့သူတို့ကမလေးရဖပြန်သွားပါတယ်သူတို့တခြားယောက်ျားလေးပေါ်မှာသူတို့ရှုံးနေသွားပါတယ်ဆိုတဲ့စကားကိုသူပြောကျင်တဲ့အတွက်လူသိထားကြတဲ့အတွက်လူသိမသိရလဲဖြစ်ကောင်းဖြစ်နိုင်တယ်ဒါဖြစ်တဲ့အကြောင်းရင်းတစ်ခုကိုရတစ်ခုပေါ့နော်ထပ်ထင်တယ်အကြောင်းရင်းပေါ့တင်ပြီးနော်နော်တင်ပြီးနော် ဂျင်စီရဲ့ဂျင်စီတော့ရှင်းနေဂျင်စီကကြိုက်ရင်ကြိုက်ရမကြိုက်ရင်မကြိုက်ဘူးသွားရင်သွားရမသွားရင်မသွားတော့တော့အတည့်ပဲဘယ်လိုမှမရှိဘူးကြိုက်တော့မကြိုက်တော့နောက်ပြပြောင်းလိုက်တယ်မဖောက်ပြန်အောင်မဖောက်ပြန်အောင်အဲ့ဒါကောင်းပါရှင်းတယ်လေချောအဲ့မသိဘူးပြောင်းလဲမှုဆိုတာအရင်ကဟာဒီကောင်ကတင်ပေးမယ်မဖောက်ပြန်တဲ့စက်တွေပါဘယ်တန်းတင်ပေးကိုစမ်းမှာတင်ပေးရမှာကိုစမ်းတင်ပေးတယ်ဆွဆွဲလို့မိုင်း သူကအရင်စူးစမ်းရတယ်သူအတိုက်ရွင်နေမလိုက်အောင်လို့ငယ်ငယ်တည်းကဒါသူရဲ့စူးစမ်းမှုတွေပြည့်တည့်ရှိမှာအလုံးပြီမှာပါသူလုံးလိုက်တဲ့အလုပ်တိုင်းကအနေရတစ်ခုနဲ့အတိမပြို့တစ်ခုနဲ့အောင်မျိုးတစ်ခုရသွားတာကြီးပဲအဲဆိုတော့အဆိုးဘိုင်းမှာဆိုလဲအဆိုးဘိုင်းမှာတကယ်ကိုသူစာပြီးချင်းဆိုလဲပါတကယ်ကိုဘွားကိုသူရဲ့ fan ဖြစ်ခဲ့ရတယ်ဆိုတော့တကယ်အခုတရုတ်ဆောင်ဘိုင်းမှာလည်းလူရှိတွေထွက်လာတယ်တကယ် identity တဘောကြပါတယ်တဘောကြ natural ဖြစ်တယ်သူရုပ်လေးနဲ့ like တယ် identity လေးကသူရွှေလောက်တက်တယ်အဲ့လိုလေးရအစားပေါ့နော်ပြန်ပြီးတော့လေ့လာရပိုင်းအများကြီးရှိပါတယ် တီယူရမှာပေါ့တကယ်တကယ်တို့ပူရလေး overdrive လေးတဲ့ဟုတ်ပါဘူးတကယ်တကယ်ဒီတော့အမအရင်တော်တယ်ဘာလို့ဆိုကျွန်တော်အမတော်ရလေဟိုးအရင်ကကျွန်တော်16စကူတွေအမတော်ပါပြီဘာလို့ဆိုတော့တကယ်ပါဟိုတို့တို့ရရ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 ရမဟုတ်ပါဘူးအဲ့ခရေရလေးကျွန်တော်လေးဒီမြန်မာနိုင်ငံအနည်းငယ်ရှင်ကြီးရဲ့ rising ရဲ့ rising star မှာအမပူပြီးအမြန်လာကျွန်တော် မြင်ရတယ်ပေါ့နော်ဆိုတော့အမကြိုးစားတယ်တွေ့ရတယ်အမအဲ့လိုမျိုး rice ဖြစ်သွားတာအရင်မြင်တယ်ပေါ့နော်ဆိုတော့အဲ့တည်းလည်းအရင်တော့ဝမ်းသာပါတယ်အရင်ကုံကြီးရပါတကယ်တင်ယူလေးလာမယ်ထင်ပါတယ်အမပါပါတယ်ရှင်နေတင်ကြပေါ့ခွဒါပါမနမယ်လေးကတော်တော်လေးကိုစမ်းပြီးတော့တော်တော်လေးကိုစိတ်ဝင်စားမဲ့နမယ်လေးလို့ချက်ပါတယ်ကောင်းတာလေတန်ပေါ်နော်လောင်နာလည်းပေါ်ရပြီးချစ်တာလည်းပေါ်ရဘာလို့လာမယ်ကြလဲအရင်ချစ်လို့လာမယ်ကြဆိုတာလေးပေါ်ပါတယ်ကျမချစ်သူ တူယောက်ကြဆိုတဲ့ဟိုကနမလေးရဲ့ချစ်စရာလည်းကောင်းပါတယ်တကယ်အိမ်တော်ကြီးမှာတောင်တောင်ချစ်ခင်မျက်နှာမူလေးတွေကနေဘယ်လိုပြောင်းလဲလာတယ်ပူလာမှုလေးတွေဆိုတာတွေ့ရမှာပါရှင်ဘယ်လိုပါရပါတယ်မူရပါတယ်မပြောတယ်မပြောတယ်ကိုမေးရမယ်အဲ့လိုလူတွေကတော့ copy ပြသွားကြပြောတော့ကျပါကျေးဇူးပါ